ားလုံးပဲမင်္ဂလာပါဗျာတပံပြက်လေးရောက်ရှိလို့တာပြန်ပါပြီဒီကနေ့တစ်ဆက်ပေးသွားမယ့်ပွဲစဉ်ကတော့ Scotland နိုင်ငံသား Fighter နဲ့ Thai နိုင်ငံသား Fighter တို့မှန်ကန်တီးထုတ်သွားကြတဲ့ဒွဲလိုင်းရတစ်ခုကြောင့်တစ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒါတော့က Fighter ကတော့ Scotland နိုင်ငံသား Stephen Irwin ဆိုတဲ့ Fighter ဖြစ်ပြီးတော့ဒီရောက် Fighter ကတော့ Suru Sansabin FA Group ဆိုတဲ့ Thai နိုင်ငံသား Fighter ဖြစ်ပါတယ်။ Fighter တွေကတော့ Flyweight ကမှရှင်ပြန်ထုတ်သွားကြတာဖြစ်ပြီးတော့ဒီ Fighter နှစ်ယောက်လုံးအနေနဲ့ကလည်း တော်တော်လေးကိုကျန်းတဲ့ဘွဲကောင်းဘွဲကျန်းတွေကိုပိုင်ဆိုင်ထားတဲ့ fighter တွေဖြစ်ပါတယ်။ကဲဆိုတော့ကြည့်လိုက်ကြရအောင်ပါ။လူကောင်းနေတာကတော့အသီးသားကြီးဒီ Scotland နိုင်ငံသား fighter Steven Irwin ကပို့ပြီးတော့မြင့်မားနေတာကိုတွေ့ရပါတယ်။ဒီဘက်ကဒီ fighter ဟာဆိုလို့ရှိရင်တော့သူကရန်မောင်းကိုပြောရမယ်ဆိုရင်အားပေးလေးလမ်းမှရှိတဲ့ fighter တူဖြစ်ပေမဲ့ဒီဘက်က Steven Irwin ဆိုတဲ့ fighter ကတော့ဒီကတော့ရန်မောင်းကငါးပေရှစ်လက်မလောက်ရှိနေတဲ့အနေအထားဖြစ်နေတာပဲဖြစ်ပါတယ်။ဒီကံချက်တွေကောင်းပါတယ်။ ဂျီဝါဒူးဆိုတဲ့ fighter ကတော့ညာတန် fighter ဖြစ်ပေမဲ့ဒီဘက်က FA group ဆိုတဲ့ fighter ကတော့ဘဲတန် fighter ဖြစ်ပါတယ်။ညာချင်းရှစ်ထုတ်လို့ထားပါဗျ။အခြေခံချက်တွေတော်တော်လေးကောင်းပါတယ်။ဒီကကြက်ချက်တွေပေးထားရဲ့ဗျ။ high fighter ကသူက no kick ကကြက်တွေတော့ကောင်းတယ်ဗျ။ဒီရရင်းဆိုတဲ့ fighter ကအမြင့်ချေကန်ချက်ကောင်းတယ်ဗျ။1 2ဟိုဒီကောင်းတယ်ဗျ။ လေးချေကလည်းမပလုံးသေးတာအိုးမိုင်ဂေါ့တပေါ်လေးကိုကောင်းတယ်ဗျလေးချေကလည်းကနလက်ထင်တက်တက်ကိုထိသွားတာမျိုးအိုချေကံကြတော့ကျွန်တော်ပြန်ထားတယ်။ဒီချေကံကတော့ခီးရဲ့ရိုးခေါင်းတက်တဲ့ကိုထိရပြ။ဒီဘက်က FA group ဆိုတဲ့ fighter လေးတော့လေးကိုထားရပြ။ပြန်ပြီးတော့ထောက်လက်ပြီးကောင်တာပေးထားတယ်။ခေါင်းကိုမချက်သုံးချက်လောက်အကန့်ခံရတာမှသူ့အနေနဲ့ဘာမှမဖြစ်သေးဘူးပြ။နောက်ထပ်မြစ်ချေကံလည်းဘလုံးပေးထားတယ်။ အောက်ခြေခံချက်တွေပေးထားတယ်ပေါ့ချက်တွေဟို1 2ပွဲလုံးကိုပေးထားတယ်ဗျတက်တော့တောင်းလဲချက်ပေးထားတယ်ဗျဒီဘက်ချက်တွေပေးထားတယ်ဘုမန်ကဝမ်းတူကျဲလုံးနဲ့ပဲပြန်ပြီးတော့ကောင်တာပေးထားတယ်ဗျမြင့်ချင်ကလည်းထပ်ပြီးတော့ပေးတယ်ဘောင်းဘက်တော့ထိတယ်ဗျဘုမန်ကလက်ခံချင် ရမ်းပြီးမကစားကြအောင်တခုတော့တာချိန်ကြက်တပေါ်ကောင်းပါတယ်ချိန်ကြက်တွေကောင်းတယ်1 2 12လုံးပို့ရလဲကောင်းတယ်ဗျဒါပေမဲ့ဒီဘက်ကစတီဗင်ဟာရင်းဆိုတဲ့ဖိုင်တာကထပ်မှုမှတော့နည်းနည်းပဲတက်နေတယ်ဒါကအဆေဘူးဆိုရဲဖိုက်တာတိုက်ပြီးပရက်ရှာပေးထားရအိုးမိုင်ကရိုက်ဟန်လက်ဖန်အိုးမိုင်ကဘောဒီရှော့လက်ဖန်ကောင်းတာအိုးမိုင်ကတော်တော်လေးကိုကောင်းပါတယ်ဗျတယောက်နဲ့တယောက်အပြန်လှန်လေးကိုတီးထုတ်နေကြတာဗျခုနကအဆေဂရုဆိုရဲဖိုက်တာပေးလိုက်တဲ့ရိုက်ဟန်လက်ဖန်ကတော့တော်တော်လေးကိုကျန်းနေဗျ ါပေမဲ့ကောင်တာပြန်ပြီးတော့ထိုးတဲ့လက်သီးချက်တွေကလည်းပြိတက်တွေမြင်နေတဲ့အတိုင်းပဲတော်တော်လေးကိုမဲ့ထားနေတယ်လို့ရပေါ်ရှော့တွေကျွေးတယ်ခေါင်းကိုထိုးတယ်ဗျဒီပဲ iron ရဲ့လက်သီးချက်တွေကလည်းတော်တော်လေးကိုပါဝါပါတယ်ဗျဒါပေမဲ့သူက low kick ကိုတော့သိပ်ပြီးတော့မခံနိုင်ဘူးကြောင့် oh my god round နဲ့တွတ်ထားတယ်ပြုတ်လုံးဝကိုဖယ်ဖို့အပြေးဝပေးနိုင်တဲ့ပွဲချတဲ့ပွဲကိုစောင့်ကြည့်နေရတာပဲဖြစ်ပါတယ်ဗျ ကဲပထမအချီပြီးသွားပြီပထမအချီမှာတော်တော်လေးကိုဖယ်ဖို့ပေးနိုင်ခဲ့ပါတယ်ကဲဒုတိယအချီစပြီပြအိုးမိုင်ဂါဆောရလာတွေကမြစ်ချေကန်ချက်ပေးထားတယ်ဒီပန်အန်ဒီရဲ့မြစ်ချေကန်ချက်တွေကတော်တော်လေးကိုကောင်းနေပြ right cross ကလည်းတော်တော်လေးကိုကောင်းနေ1 2 3ချက်တွေတော်တော်လေးကိုကောင်းနေပြ1 2 oh my god 1 2လက်တီချက်တွေတော်တော်လေးကိုကောင်းတယ်1 2 1 2လက်တီချက်တွေပဲပေးထားသေးတယ်ဗျချေတန်ချက်တွေလည်းပေးထားသေးတယ်ဟိုမှာက right hand left hand ပေးထားတာတော်တော်လေးကိုကောင်းပါတယ်ဗျ ီကံကြက်တွေနဲ့ခြေကံကြက်တွေပြီးအပြင်ခြေကံကြက်ပေးထားကြအောင်မလင်မေးရိုးတက်တက်ထိသွားတာမျိုးအိုးခြေကံကြက်တွေပေးထားအမြန်ကန် oh my god ကောင်းတယ်လူကြီးတွေပြန်ပြီးတော့တွေးထားဒုတိယချီမှာအတင်းကိုလိုက်ပြီးတော့ထိုးနေတာဗျ FA group ဆိုတဲ့ fighter ကလည်း K2 fighter တော့မဟုတ်ဘူးဗျတော်လေးကိုကောင်းတယ်ဗျကောင်းတာပြန်ပြီးတော့ထိုးတဲ့လက်သီးကြက်တွေကလုံးဝကိုမှဲ့ထနေတာပဲဗျကောင်းတာ body shot တွေပေးထားတယ်ဝိုင်းတိုင်းကင်းစတော့ဖြစ်နေကြပြီဗျ န်ကြီးကပြန်ပြီးတော့ပွဲတဲပေးထားပြန်ပြီးရတောင်းနဲ့တွတ်ဖို့ကြိုးစားရပြဒီဘွဲတောင်းနေရောဒူးနေရောချစ်ကန်ချက်ပြီးတော့စုံနေရရအုံးမှန်ကမြင့်ချေကန်ချက်အဲ့မြင့်ချေကန်ချက်ခေါင်းကိုထိတာဗျအခုချိန်မှာကျွန်တော်ပြတ်ထားတာ6ချက်9ချက်လောက်ရှိပြ FA group ဆိုတဲ့ fighter တော်တော်လေးကိုကောင်းနေဗျအုံးမှန်ကအခုဆိုလို့ရှိရင်သူ pressure ပေးပြီးတော့ short ထားနေရင်လည်းကပဲ clinch ပုံစံဖြစ်သွားတယ်ဗျလက်တီးထိုးချက်ကြီးတယ်အကြောင်းမှုကောင်းတယ်ဗျ 1-2 1-2 body shot chicken jet ပုံစံမျိုးနဲ့ counter ပြန်ပြီးတော့ဆော့တာပြ1-2ဒီဘက်က low kick fighter ကတော့တော်တော်လေးကောင်းနေတယ် low kick ကန်တာတော့ကောင်းနေ FA crew ဆိုတဲ့ fighter ဒီဘက်က Siri Irene ဆိုတဲ့ fighter တော်တော်လေးကို low kick ကန်တာအထိညာနေတယ်ဒေါင်းနဲ့တွတ်တယ်ဒေါင်းနဲ့ကောင်းနေပြ1-2နဲ့ဒီ jet တွေပဲပေးထားတယ်ဗျဒီချိန်ကကြအိုးမှန်ကြနောက်တစ်ချက်ထပ်ထိပြန်ရုပ် တော်လေးကိုကောင်းတာပါဗျာမြေခြေခံချက်တွေ body shot တွေပေးထားရရ body shot တော်တော်လေးကောင်းတယ်ဒီမှာက12ခြေခံချက်ဟာခြေခံချက်တော့ထွက်မလာဘူးဗျာ12ပဲပေးထားတယ်အခုမှခြေခံချက်ထွက်လာတယ် left hand လုံးထပ်ပြီးတော့ပေးထားတယ်ဗျခြေခံချက်တွေတော်တော်လေးကိုကောင်းတယ်ဗျဒီမှာကောင်ရိုက်ချက်တွေပေးထားတာကောင်းတယ်ဗျ တက်ပြီးတော့လိုကစ်ကန်ချက်တွေပေးထားပြန်ပြီဗျဘော်ဒီရှော့နိုင်ဖို့ကြိုးစားတယ်ဗျ Oh my god တော်တော်လေးကိုကောင်းတယ်ပွဲချမ်းဗျာဘလို့ချိန်ကိုလို့ကိုနေမှမသိဘူးဗျတော်လေးကိုကောင်းပါတယ်ဒီဘေးအိုင်ရင်းဆိုတဲ့ဖိုက်တာတော်လေးကိုကောင်းတယ်ဒါပေမဲ့သူလိုကစ်မှာတော်တော်လေးတော့အထီနာနေတယ်ချိန်ကန်ချက် Oh my god နောက်တောင်းကျသွားတယ်ဒီလက်ဖန်တစ်လုံးပြီးတော့နောက်တောင်းကျသွားပါတယ်ဒါကြီးမက်ဆင်ရှိနေပါပြီလက်ဖန်တစ်လုံးကတော်တော်လေးကိုထီထီမိမိကိုထီသွားတာဗျာ တော်ပဲပြောဒုတိယချီမှာတော့ဒီ Steven Iron ဆိုတဲ့ fighter လုံးဝအမှတ်ရပါပြီ။ရထပ်ပြီးတော့လက်မှတ်ကျွေးဖို့စူးစမ်းနေမှာပဲဒုတိယချီပြီးဆုံးသွားပြီရ။တတိယချီကိုစပြီးတော့ခြေထက်ကြအောင်တတိယချီမှာရောဘယ်လိုမျိုးတွေတီးထုတ်သွားမလဲဆိုတာကျွန်တော်ကြည့်လိုက်ကြမယ်ဗျာ။အိုမိုင်ဂါတောက်လျှောက်ဆိုလို့ပဲ1 2 left hook အိုမိုင်ဂါကောင်းတယ်ဗျ1 2 left hook combo ကောင်းတယ်နော်ဆွဲပါလဲပလိုက်တယ်ဗျ ပလေးလောက်လင်းရရင်ဆွဲလှဲပြလိုက်ပြီ1 2လက်ဟုကွန်ဘိုမိသွားပြီရပလေးနေထားနဲ့ဒူးတိုက်တယ်ဒူးဒူးထပ်တိုက်ထားရကြဒူးတိုက်ထားတယ်နော်မကတော့ရှော့ကြည့်တယ်ဘယ်လက်တီချက်တွေနိုင်ငံပေးထားကြဘယ်ညာလက်တီချက်တွေဒီပင် iron တော်တော်လေးကိုကောင်းနေပြီဒူရီယာချီမှာ knock down ညသွားလို့သူ့အနေနဲ့နဲ့ငယ်စိတ်တက်တက်ကြွသွားဟန်တူတယ်ဗျတောက်လျှောက်ဆိုကြလို့ပဲ ီဗီအိုင်လေးနေနဲ့ FA ဘူးကိုမင်္ဂန်တီးနေတာဗျ FA ရောဒီသားနေပေါ့နော်အိုးမိုင်ဂါနောက်ထပ်ဒီချက်ချက်တွေလည်းပေးထားရမယ်ဗျဒီကံကြက်တွေပေးထားပြန်ပြီဗျနောက်ထပ်လက်တီကြက်တွေထပ်ပြီးတော့ပေးထားရဗျအပေါ်လေးကိုတော့ကောင်းပါတယ်ဗျ တတိယအချိန်မှာတော့ဒီ Steven Island ကပဲတောက်လျှောက်သူတွေဖိပြီးတော့ကစားနေရဘာလို့လဲဆိုတော့ဒုတိယအချိန်မှာသူ knock down ရထားတယ်။ဒါပေမဲ့ဒီ FA group ရဲ့ counter ပြန်လာတဲ့လက်သီးချက်တွေကလည်းတော်တော်လေးကိုအထိနာစေတယ်ကြာ။အခုဆိုရင်သူကညာလက်သီးကိုအဓိကအသုံးပြုပြီးတော့ Steven Island အနေနဲ့တောက်လျှောက်သူတွေကိုညာလက်သီးထိုးတယ်ညာတောင်ရိုက်တယ်ညာခြေကန်တယ်အဲ့လိုပုံစံမျိုးနဲ့ဖိအားပေးပြီးကစားနေတာကြာ။ဒီဘက်က FA group ရဲ့ right hand left foot တွေကလည်းတော်တော်လေးကိုပြန်ပြီးတော့အခုဆိုရင်ကြည့်ပိတ်သက်မြင်တဲ့အချိန်မှာ counter ထိုးတာတော်တော်လေးကိုနှားတယ်ကြာ။ လုံးဝကိုလက်မလို့တဲ့နဲ့ပွဲတပွဲလို့ပြောမှာဗျပြိတ္တတွေတွေနဲ့လုံးဝကြည့်တဲ့ဒီကံချက်တွေပေးထားတာတော်ကောင်းတယ်ဒီဘက်က epic group ဆိုတဲ့ fighter လည်းလုံးဝအားကြမခံဘူးပြန်ပြီးတော့အမှန်ကန်ကောင်းတာတွေပြီးတာပြီး oh my god ညာဘက်တောင်လေးချက်ကြီးကမဲ့ထားနေတယ်လို့ body shot တွေကျွေးထားတယ်ဒူးတိုက်ချက်တွေပေးထားတယ်ဗျတော်တော်လေးကိုကြည့်လို့ကောင်းတယ် oh my god နောက်ထပ်တောင်လေးချက်တစ်လုံးပေးပြန်ပြီဗျတော်တော်လေးကိုကြည့်လို့ကောင်းတဲ့တွဲဆိုင်ကြံတစ်ခုကိုပြောရမှာပဲဖြစ်ပါတယ် body shot နဲ့တိကျတွေပေးထားတယ် ဘော်ဒီရှော့ကနေပြီးတော့အသွင်ပြောင်းသွားတော့အပတ်ကက်ဖြစ်သွားတယ်အပတ်ကက်နောက်လုံးခက်ပြီးကျွေးထားတယ်မြည်ကအိုးမိုင်ဂါတကယ်ကိုမှဲ့ထနေတော့ပဲဗျာစတီဗင်အိုင်ရင်တော်တော်လေးကိုကောင်းတယ်ဂျက်စတင်ကစ်ချီရဲ့ကစားဘုံကစားကြီးအောင်ဆင်တယ်လို့ဘေးဘေးနဲ့တိုးမိလာပြီဗျာအပတ်ကက်ဒီဘက်ထက်ကျွေးထားတယ် left hand right hand အိုးမိုင်ဂါလုံးဝကိုကွဲပြဲထွက်နေတာပဲဗျို့တော်လေးကိုကြည့်လို့ကောင်းပါအမြင့်အချိန်ကြအောင်မိုင်ဂါထပ်ပြီးတော့နောက်ဒေါင်းတစ်ခုလာတော့မသိပါဘူး အမောပြဟန်ချက်ပြက်ပြီးလဲကြတော့တာမြစ်ချေကင်းချက်နောက်တစ်ခုထပ်ပြီးတော့ကျွေးခံပြီးရတဲ့နောက်မှာလဲကြတော့တာဗျနောက်တန်းမြစ်ချေကင်းချက်တစ်ခု DFP group ဆိုတဲ့ fighter တွေတော်တော်မာတယ်ဗျ FA တယောက်ဖြစ်နေလို့ကတော့မသိတော်တော်လေးကိုမာတယ်ဗျတောင်ရိုက်တယ်ဒူးတိုက်တယ်ဟိုမှာမြစ်ချေကင်းချက်တွေတောက်လျှောက်ပေးတော့မှလုံးဝမကြောက်ကျေဆိုတော့ဒီပွဲစဉ်ကဘယ်လိုနိုင်လဲဆိုတော့ပရိသတ်တို့အားလုံးရှေ့ကပွဲကိုကျွန်တော်တို့ကြည့်ပြီးတဲ့နောက်မှာတီးလိုက်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။ ဆိုတော့ဒီပွဲစဉ်မှာနိုင်ယူသွားတဲ့ fighter ကတော့ Stevie Irwin ဆိုတဲ့ fighter ဖြစ်ပြီးတော့ဒီ fighter ဟာဆိုလို့ရှိရင်လက်ရှိတော့လည်း World Championship ဖွဲ့စည်းရဲ့ flying weight တန်းမှာသူ့အနေနဲ့ပွဲစဉ်ပေါင်းများစွာရှင်ပြိုင်ထိုးပြထားပြီးဖြစ်ပြီးတော့တော်တော်လေးကိုကောင်းတဲ့ relative ကိုပိုင်ဆိုင်ထားရဖြစ်ပါတယ်။